တရားဓမ္မများကလည်းပဲအဲ့ဒါသတိပြုရမယ်။အာတနာတော်ကိုကိုယ်ပဲစိတ်ကဲထောက်ပံ့တဲ့အခါမှာမိမိတို့ထောက်ပံ့လူတန်းချင်းဒီပရိယတိသာသနာတော်အတွက်ပฏิပတိသာသနာတော်အတွက်ဖြစ်ဖို့လိုအပ်ပါလေ။နော်ဒါဆုံးယုံနေတဲ့ကာလမှာသာသနာတော်ကိုတိုးတက်စေခြင်းနဲ့ဆိုရင်တရားဓမ္မတို့ကုသိုလ်ပြုတဲ့အခါမှာရွေးချယ်ရမယ်။ပရိယတိတကယ်လုံနေတဲ့ကြောင့်တိုက်ပြီးပฏิပတိတကယ်လုံနေတဲ့ကြောင့်တိုက်ပြီးကိုထောက်ပံ့ခြင်းဒီ သာသနာပြုရာရောက်တဲ့ကုသိုလ်မျိုးဖြစ်တယ်။နော်။အကုသိုလ်ရရင်ပြီးရောဆိုပြီးတော့ခြားတင်တိုင်းဈိတ်တာမရွေးချယ်ဘူး။ကြုံညာကြပန်းလူနေတယ်ဆိုရင်ကုသိုလ်ရကောင်းရပေမဲ့ဥပမာနော်။ခြားတင်တိုင်းလည်းမဟုတ်ဘူးဈိတ်တာလည်းမဟုတ်ဘူး။ဒီလိုပဲယတရားတွေရှိဘေးတင်တွေဟောဆေးတွေကုဘိုးတော်လူလူဝိဇ္ဇာလူလူ သာသနာအလို့မလုပ်ဘဲနဲ့လောကီအလို့တွေပဲလုပ်ပြီးတော့အချိန်ဖြုံးနေတဲ့ပုဂ္ဂိုလ်မျိုးအချိန်ဖြုံးနေတဲ့ចောင်းတိုင်မျိုးဆိုရင်တော့သာသနာပြုကုသိုလ်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ကုသိုလ်ရာကောင်းတော့ရရင်ရလိမ့်မယ်ဒါပေမဲ့သာသနာပြုကုသိုလ်မဖြစ်ဘူးဒါကြောင့်မိမိတို့လူတန်းထောက်ပံ့မှုတွေပရိယတိသာသနာထဲကိုရောက်သွားသလားပฏิပတိသာသနာထဲကိုရောက်သွားသလား မှန်ပရိယပฏิပတ်ရဲ့အပြင်မှာလောကီထဲကိုရောက်သွားသလားဆိုတာကိုစဉ်းစားဖို့လိုတယ်။အဲတော့ပရိယတိသာသနာပฏิပတ်တိသာသနာတော်ကိုချီးမြှောက်ထောက်ပံ့ခြင်းလည်းဆိုရင်စဉ်းစားဖို့လိုအပ်ပါလေ။ကြောင့်ဇေရမဟာကရဏစီတော်ဘုရားကြီးကတက္ကရကမတွေကိုအဲ့ဒီအဆုံးမဩဝါဒပေးခုပါလေနော်။မိမိတို့ကုသိုလ်ရခါမတ္တသဘောမထားကြပဲနဲ့ အမှန်တကယ်သာသနာတော်ကိုထောက်ပံ့ရရအောင်စစ်စစ်ကြဖို့လိုတဲ့အကြောင်းဆရာတော်ဘုရားကြီးဆုံးမပါလေ။အညာစုတ်ကဲကာလမှာဘုရားရဲ့သာသနာတော်ကိုပြန်ပြီးတော့တခစ်ထွန်းကားလောက်အောင်တပည့်တော်တို့ဆောင်ရွက်ခြင်းပါတယ်ဆိုရင်ပရိယတိသာသနာတွေကိုအားပေးကြမှာဖြစ်တယ်ပฏิပတိကမ္မဋ္ဌာန်းဟိတတွေကိုအားပေးကြမှာဖြစ်တယ်ဇနောအနာဂတ်သာသနာရေးဆရာကြီးမဂ္ဂင်ဆရာပြန်ရေးခဲ့တယ် ဆရာကြီးကဗာမိတ်တည်းဆိုတော့မြန်မာလူမျိုးတွေတဲ့စဉ်းစားဉာဏ်အားနေကြပါလေတဲ့မြန်မာလူမျိုးတွေစဉ်းစားဉာဏ်အားနေတဲ့အတွက်ကြောင့်အတုအယောင်တွေကစားပေါက်ပေါက်ပေါက်အခွင့်လန်းတန်နေကြတယ်အဲ့တော့အတုအယောင်တွေနဲ့နေသားကြနေတဲ့အခါမှာတကယ်စစ်စစ်မှန်မှန် ပြုတ်လုတဲ့ပုံကိုယ်တွေပေါ်လာတဲ့အခါမှာအဲ့အစ်စ်တွေကိုအတုထင်သွားတယ်အတုတွေနဲ့နေသားကြနေတဲ့သူတွေကအစ်စ်ကိုအတုထင်သွားတယ်ဆရာကြီးကဘုရားလက်ထက်တုန်းကတိတ်တိဆရာကြီး6ဦးနဲ့ဥပမာပေးထားတာလေလောကမှာဘုရားပွင့်တော့မယ်လို့ဆိုတဲ့အခါကျတော့ကိုလဟလာတွေထွက်လာတယ်သူ့နှုတ်မှာကို့နှုတ်မှာဘုရားပွင့်တော့မယ်ဘုရားပွင့်တော့မယ်ဘုရားပွင့်တော့မယ်ဆိုပြီးတော့ စကားတွေထွက်လာတယ်။အဲ့ဒီမှာတိတ်တိစီအကြီး၆လူကအခွင့်ကောင်းယူပြီးတော့သူတို့ကိုသူတို့ဖျားလို့ညင်ညာပြီးတော့ဖျားဟန်ဆောင်ကြတာကိုအဲ့ဒီမှာလောကလူသားတွေကအတော်စဉ်းစားညံအားနေတာပေါ့ဆိုတော့အဲ့ဒီတိတ်တိစီအကြီး၆လူကိုအမှန်တကယ်ပဲဖျားထင်ပြီးတော့ကိုယ်ကကြတယ်အဲ့ဒါမှာတတိတွေလည်းပါတယ် မင်းညီမင်းသားတွေလည်းပါတယ်စစ်သူကြီးတွေလည်းပါတယ်အမတ်ကြီးတွေလည်းပါတယ်ပစ္စည်းဥစ္စာဒဏ္ဍာရီကျွယ်ဝပြီမှာယာတူးတွေကြီးပြီမှာစဉ်းစားဉာဏ်အားနေတဲ့အခါမှာအဲ့ဒီဖရာအတုတွေကိုဖရာအစစ်ထင်းပြီးတော့ကိုယ်ပဲစိတ်ကကြတယ်အတုတွေကိုအစစ်ထင်းပြီးကိုယ်ပဲစိတ်ကကြတယ်ဟောတကယ်တကယ်ဖရာအစစ်လည်းပေါ်လာကောဖရာအစစ်ကိုတန်တရားဖြစ်တယ်သူတို့က ဟုတ်ပါမလားဂေါတမဟာတကယ်ဘုရားဟုတ်ပါမလားအလုံးစုံကိုသိတယ်ဆိုတာ ဟုတ်ပါမလားကြည့်နော်အတုနဲ့နေသားကြနေတဲ့လူတိုက်ဟာအစ်စ်လဲပေါ်လာရောအစ်စ်ကိုတန်တရားဖြစ်ကြတယ်ဒါဥစ္စနတကရကမတွေပရိသတ်ဖို့အတွက်မဟာကနုံဆရာဘုရားကြီးအထောက်ပြတာကြောင့်အတုတွေနဲ့နေသားကြနေတဲ့သူတွေကတဲ့အစ်စ်တွေပေါ်လာတဲ့အခါမှာယုံမတန်တရားတွေဖြစ်လာတယ်အဲ့တော့စဉ်းစားဉာဏ်ရှိတဲ့လူတွေက ်စွာဘုရားထံမှာလာပြီးစုံစမ်းကြတယ်။မိကုန်းနေမိကြတယ်ဘုရားဟာတကယ်ဂေါတမဟာတကယ်ဘုရားအစစ်ဟုတ်မဟုတ်ပြဿနာတွေမိစုံစမ်းလေ့လာတော့ဘုရားအစစ်မှန်သိသွားတဲ့အခါမှာသူတို့ရဲ့မူလကိုးကွယ်တဲ့ဘာသာကိုစွန့်ပြီးတော့ဗုဒ္ဓဘာသာဖြစ်ကိုကုပြောင်းလာကြတယ်ပေါ့။ဟိုစဉ်းစားဉာဏ်ရှိတဲ့လူတစ်ပိုက်ကသာမြတ်စွာဘုရားကိုစုံစမ်းစစ်ဆေးပြီးတော့ဘာသာပြောင်းလာကြတယ် စဉ်းစားဉာဏ်အားနည်းတဲ့သူတွေသိဉာဏ်နည်းတဲ့သူတွေကကြတော့ဖျားနဲ့ဆုံရကြုံရပြီမဲ့မူလဘာသာကိုကိုးကိုးကွယ်မြဲကိုးကွယ်ထိုင်မယ်ပေါ့ဒါကြောင့်ဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာလည်းပဲစတော်ကြီးကနော်စဉ်းစားဉာဏ်ညှစ်တင်ဖို့လိုတယ်စဉ်းစားဉာဏ်မရှိရင်တော့ဘာသာသာသနာဟာကောင်းွယ်မရှိဘူးအတုအယောင်တွေကပဲ စားပေါက်တောက်ပေါက်အခွင့်အလမ်းတာနေကြလိမ့်မယ်အထက်ရောက်တဲ့ပုံကိုယ်တွေကအောက်ကိုရောက်လို့ရောက်အောက်မှနေတဲ့ပုံကိုယ်တွေကအထက်ကိုရောက်လို့ရောက်နေကမောက်ကမတွေဖြစ်ပြီးတော့သာသနာကပျက်စီးနေမှာပဲဒါဆီရိုကြီးကအနာဂတ်သာသနာကြီးမှာပြောထားတာနော်ဒါတကာကမတွေနေနေကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာအသိဉာဏ်ရှိဖို့လိုပါလေသဒ္ဓါတရားတစ်ခုတည်းနဲ့မလုံးလောက်ဘူးပညာပါဖို့လိုပါတယ်နော် တချို့နေဒီမှာမလို့အပက်နဲ့ငွေတွေအများကြီးအကုန်ကြခံပြီးတော့လုံးကြတဲ့အခါမှာပရိယတိသာသနာတော်အတွက်ပฏิပတိသာသနာတော်အတွက်အထောက်ပံ့ဖြစ်သွားသလားလို့မေးရင်ဖြစ်ဘူးပွဲတွေငားတယ်ပတ်စံတွေကပိုကုန်သွားတယ်အပျော်မတွေအတွက်ကုန်သွားတဲ့ပတ်စံကပိုများသွားတယ်တကယ်တကယ်ပရိယတိသာသနာတော်အတွက်ပฏิပတိသာသနာတော်အတွက်ကုန်ကြတဲ့စိတ်ကအလောက်မရှိဘူး ပျော်ပွားတွေအပျော်ပါးတွေအတွက်ကုန်သွားတဲ့ငွေကပိုများတယ်။ဒါကြောင့်မိမိတို့ကုန်သွားတဲ့ငွေဒီပရိယတိသာသနာတော်အတွက်အထောက်ပံ့ဖြစ်သနာပฏิပတိသာသနာတော်အတွက်အထောက်ပံ့ဖြစ်သနာစစ်စစ်ဖို့လိုတယ်ပေါ့ဒီနေ့ကငွေချရတာခက်တယ်လေနော်ငွေချရတာခက်တယ်ဆိုတော့မိမိတို့ချွေးနှဲစာတွေကိုသာသနာတဲ့ဟိုထိထိရောက်ရောက်ရောက်ဖို့လိုတယ်ပေါ့အဲကြောင့်ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါမှာ ပရိယတိပฏิပတိသာသနာတော်အတွက်ထိထိရောက်ရောက်ဖြစ်မဲ့အကုသို့မျိုးပြုလုပ်တဲ့နယ်လို့ဆိုလိုတာ။ဒါမှငွေကိုရင်ကုန်တလို့သာသနာအတွက်အထောက်ပံ့ဖြစ်မဲ့ပေါ့။ဒီနေ့ခေတ်ကငွေတွေအများကြီးကုန်ကြတော့လဲသာသနာတော်အတွက်အထောက်ပံ့ဖြစ်မနေဘူးပေါ့။ဒါကြောင့်ဒါကတခါတကမှဒီဖက်ကသာသနာတော်ကိုထောက်ပံ့တဲ့အခါမှာစစ်စစ်မှန်မှန်ပရိယပฏิပတ်အတွက်ထောက်ပံ့ဖြစ်ဖို့လိုတယ်လို့ဆိုလိုတာ။